စွမ်းတူတီကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူညီကောင်မောင်မများအားလုံးနဲ့တကွာဒုတိယဝါဒနာရှင်ချစ်မိတ်ဆွေပရိသတ်အပေါင်းတို့ယခုစွမ်းတူတီမှာပြန်လည်၍တင်ဆက်ပြတတ်ပေးခြင်းတာကတော့တပံမွေးပတ်တီစိုက်ကလေးပဲဖြစ်ပါတယ် ယခုစန်တူးကြီးရဲ့ combination method ကနေပြီးတော့ရရှိထားတဲ့ trap ပေါ်လာတဲ့ပတ်တိလေးများဆိုရင်တပတ်အတွင်းမှာပတ်တိနှလုံးလုံးတလုံးစီဟာမွေးကနန်း9ခွက်ကို တွဲဖက်ပြီးတော့တလုံးစီအောင်မြင်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်ယခုပြန်တယ်ပြတလို့တာကတော့ 3ရက်3လ25နှစ်ရနေပြီးရော9ရက်3လ25ရနေအထိတလင်းလာမှာတောက်ကြအတွင် ရရှိခဲ့တဲ့အသီးဆိုင်နဲ့တကွာ10ရက်3လ25တနင်္လာနေ့ပြီးရော14ရက်3လ25အထိတနင်္လာနေ့တောက်ကြအတွင်းမှာ ရရှိထားတဲ့ပတိဆိုင်တစ်ခုဟာရှေးစင်တော်စင် တူညီနေတဲ့အကြောင်းကိုအဲ့လိုတူညီနေတော့လေအဲ့ပတ်သီးတွေဟာပထမပတ်မှာထွက်တယ်လို့ဒုတိယပတ်မှာလည်းပြန်လည်ပြီးတော့ထွက်ရှိရဲ့အကြောင်းကိုတာရကပြလို့တဲ့အတွက်ကြောင့်မလို့တပတ်မွေးပတ်သီးဆိုင်ကလေးကိုဒီနေရာမှာရွေးချယ်ပြီးတော့ပြန်လည်ပြတ်တနေခြင်းဖြစ်ပါတယ်။3ရက်3လ25ကနေပြီးတော့9ရက်3လ25ရက် တရင်းနာမှာတောက်ကြအတွင်ရရှိခဲ့တဲ့ combination method ကထွက်ပေါ်လာတဲ့ပတ်သီးနှလုံးကတော့၄ပတ်သီးနဲ့၆ပတ်သီးဖြစ်ပါတယ်။အဲ၄ပတ်သီးနဲ့၆ပတ်သီးရဆိုလို့ရှိရင်တဲ့3ရက်3လ25နေပြီးတော့9ရက်3လ25မှာရရှိထားတယ်။ လေးဘက်ဒီနဲ့6ဘက်ဒီရဆိုရင်ဖြင့်ဒီကလန်ဒါမှာမြင်တွေ့ရတဲ့အတိုင်းအင်္ဂါနေ့ညနေမှာ၄6ဆိုပြီးတော့အောင်မြင်စွာနှလုံးစလုံးတစ်ပြိုင်တည်းထွက်ရှိခဲ့ကြောင်းတွေ့ရှိရပါတယ် အဲ့ဒီလိုပထမပတ်မှာ၄ပတ်သီးနဲ့၆ပတ်သီးဟာ၄၆ဆိုပြီးတော့အောင်မြင်ခဲ့ပြီးတော့ဇက်တိုက်ဆိုသလိုပဲနောက်ထပ်တစ်ပတ်မှာလည်း၁၀ရက်9လ25ကနေပြီးတော့၁၄ရက်3လ25တနင်္လာနေ့တောက်ကြတွင် ပြန်လည်ပြီးတော့ရရှိခဲ့တဲ့ပတ်သီးဆိုင်ဟာလည်း၄ပတ်သီးနဲ့၆ပတ်သီးဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ပထမပတ်နဲ့ဒုတိယပတ်ဟာ စိုက်ချင်းတူညီခဲ့နေကြောင်းတွေ့ရှိထားပါတယ်။အဲ့လိုတူညီနေရဆိုပေမဲ့လို့ယခုမြင်တွေ့ရတဲ့အတိုင်းလေးပတ်တည်းရဆိုလို့ရှိရင်ဒီလိုတူညီနေရဆိုပေမဲ့လို့လေးပတ်တည်းဟာ၁၀ရက်၃လ 25နေပြီးတော့14ရက်3လ25မှာတနင်္လာနေ့ညနေမှာလေးခွန်ဆိုပြီးတော့လေးပတ်ဒီဆိုင်ရပြန်လဲတွက်ရှိခဲ့ပါတယ်အဲ့လိုပဲပရမဘက်ကအတိုင်းပဲတူညီခဲ့တယ်6ပတ်ဒီရဆိုရင်လဲဘုဒ္ဓဟူးနေ့ညနေမှာ 6-1ဆိုပြီးတော့ပြန်လည်၍ထွက်ရှိခဲ့ပြီးတော့တောက်ကြနေညနေမှာ6-8ဆိုပြီးတော့ပြန်လည်၍ထွက်ရှိခဲ့ကြောင်းကိုတွေ့ရှိရပါတယ်။ယခုမြင်တွေ့ရတဲ့အတိုင်း10ရက်3လနေပြီးတော့14ရက်3လအတွင်းမှာထပ်မံရရှိလာတဲ့၄ပတ်သီးနဲ့၆ပတ်သီးဟာ၄ပတ်သီးနေနဲ့တနင်္လာနေ့ညနေပိုင်းမှာ၄ခွန်ဆိုပြီးတော့အောင်မြင်ခဲ့ပြီးတော့၆ပတ်သီးအနေနဲ့ကတော့ဗုဒ္ဓနေ့ညနေမှာ6-1ဆိုရေလကောင်း ဘုဒ္ဓနေ့တောက်ကြနေညနေမှာလဲ6ရက်ဆိုပြီးတော့ထပ်မံ၍အောင်မြင်သွားခဲ့တာကိုတွေ့ရှိရပါတယ်ပြီးခဲ့တဲ့ဒီဘက်မှာလဲစွမ်တူဒီရဲ့ combination method ကနေပြီးတော့ရရှိထားတဲ့ပတ်သီး site ဖြစ်တဲ့နှစ်ပတ်သီးနဲ့သုံးရပတ်သီးများဆိုလို့ရှိရင်နှစ်ပတ်သီးဟာဆိုရင် ီးခဲ့တဲ့ဘက်တောက်ကြနေညနေမှာ1:00ဆိုပြီးတော့အောင်မြင်ခဲ့ပြီးတော့တုံညာဘတ်တီးရဆိုရင်လေပြီးခဲ့တဲ့ကြာတာပရိမနေ့ပိုင်းမှာ40ဆိုပြီးတော့အောင်မြင်ထားတာကိုတွေ့ရှိထားပါတယ်ရခင်ပြသခဲ့တဲ့အတိုင်း လေးဖက်သီးနဲ့၆ဖက်သီးဆိုင်ဟာနှစ်ဖက်စတိုက်စင်ကဲစင်ကဲရရှိခဲ့ပေမဲ့လို့လေအသီးသီးနှစ်ဖက်တိုင်းနှစ်ဖက်တိုင်းတိုင်းစင်ကဲစင်ကဲအောင်မြင်မှုရရှိခဲ့တာတွေ့ရှိရမှာဖြစ်ပါတယ်ယခုပြီးခဲ့တဲ့တပတ်မှာလည်းရရှိထားတဲ့နှစ်ဖက်သီးနဲ့၃ဖက်သီးဟာအသီးသီးအောင်မြင်မှုရရှိထားသလို့ ယခုလာမဲ့တပတ်မှာလည်းပြန်လည်ပြီးရရှိထားတဲ့ပတ်သီးနှလုံးဟာနှစ်ပတ်သီးနဲ့သုံညပတ်သီးများပြန်လည်ရရှိပါတယ်။ဒါကြောင့်မလို့ဒီနှစ်ပတ်သီးနဲ့သုံညပတ်သီးများဟာယခုလာမဲ့တပတ်မှာလည်းဆက်လက်၍အသီးသီးအောင်မြင်မှုများကိုရရှိအောင်မယ်လို့ယုံကြည်ရပါတယ်။အထူးမွေးကနန်းအနေနဲ့ကတော့နှစ်ပတ်သီးနဲ့သုံညပတ်သီးတွေတလုံးတည်းသော ဝေကနန်တစ်ခုကတော့20အားပဲဖြစ်ပါတယ်အဲ့20အားဆိုတဲ့ကနန်များထွက်ရှိခဲ့လို့ရှိရင်စွမ်းတူဒီအတွက်ကို စေတနာတုံ့ပြန်မှုများပေးလိုက်ပေးမယ်လို့စွမ်းသူတွေကယုံကြည်မျှော်လင့်ထားပါတယ်။ယခုကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူပေါင်းဤကောမမပေါင်းရှင်မိတ်ဆွေဒုတိဝါနာရှင်ပြိတ္တပေါင်းအားလုံးတို့စွမ်းသူတွေရပ်ပေးတဲ့ဒီတစ်ပတ်မှာလည်းနှစ်ပတ်သီးနဲ့၃ညပတ်သီးကိုအောင်မြင်နိုင်ကြပြီးတော့ ငွေများဝင်နိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးရင်းနဲ့စန္ဒူရီရဲ့ရှော်ပြမှုကိုတင်ဆက်မှုကိုဒီမှာပဲရန်နာလိုက်ပါတယ်